တုန်းကကျွန်တော်ပြထားတယ်ဒီကနေ994อ่ะเนาะကျွန်တော်ထည့်တာ2ပွဲ3ပွဲရှိမယ်လေဒီ994ကိုကျွန်တော်ထည့်နေအခုဒီပွဲမှာလည်း994ပြန်ထည့်ရမယ်ဘာလို့ပြန်ထည့်ရမလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲတွေက9ခါကိုခေါ်တာဟုတ်เนาะဒီပွဲမှာကျွန်တော်9ခါလာမလားဆိုပြီးတော့ကျွန်တော်954ကိုထည့်တယ် โอดิซင်းရတော့မယ်နောက်မှပြန်ကြည့်ပေါ့โอดิซင်းရမယ်နောက်နေ့ကြည့်လဲရတယ်ရက်တော့ဘို့ဝေးလို့သေးတယ်တို့ဒီ9ဇွန်နဲ့ခုနှစ်ထဲမှာဒီ9ဇွန်နဲ့ခုနှစ်ထဲမှာကျွန်တော်တို့9ခါလို့စကြတယ်ပရိ9ဆောင်းမှာကြတယ်เนาะထိုင်နှလုံး30လို့ဖြစ်တဲ့ဘေးမှာထိုင်နှလုံး30လို့ဖြစ်တဲ့ဘေးမှာသူဖြတ်တယ်အဲ့ဒီ9ခါစကြတယ် နောက်တစ်ခါဒီ9ဆွန်းတဲ့ခုနှစ်ထဲမှာလဲ9ခါဆိုကဘရိတ်6ဆောင်းမှာပဲထဲနှလုံး6ပေးမှာပဲသူကတ်ကြเนาะအဲ့ဘရိတ်6ဆောင်းဆိုတော့အဲ့ဒီဘရိတ်6ကတော့သူရှိနေနှစ်ပိတ်မှာဘရိတ်19ရှိเนาะအခုတစ်ခါကျွန်တော်တို့ဘရိတ်6ဒီ6ဆောင်းမှာတော့မကြဘူးเนาะအခုဒီဘရိတ်6ဆောင်းမှာထည့်မယ်ရှေ့ပေါင်း6ရဲ့ဆောင်းပေးမှာအဲ့ရှေ့ပေါင်း6 9ခါနဲ့6တာပေါ့ ဒီမှာကျတော့ရှေ့ပေါင်း9နဲ့9ခါနဲ့လေးတာရှေ့ပေါင်း10နဲ့9ခါနဲ့9နော်အတူအဲ့ဒီကိုပရိဆောင်ကိုပရိဆောင်ကိုပရိဆောင်9ခါတွေသူလိုက်ထက်နော်ဒီဘက်မှာကျွန်တော်9ခါတစ်လုံးကင်ထားတာပဲ9ခါနဲ့ပဲအကြိုက်ခဏတစ်ခွက်ကျွန်တော်ထုတ်တာနော်အဲ့အဲ့9ခါနဲ့ကကျွန်တော်တို့စောကြီးတုန်းကတော့ စားတော့ကစားခဲ့ပါတယ်ဒါပေမဲ့မပေးသေးတော့အခုဆက်လိုက်တယ်အဲ့ဒီငါးခါနဲ့စကြတဲ့ခဏန်းဒီသူကနေတန်တန်သွားဒီ6မဟုတ်ဘူးเนาะ6နှစ်လုံးမြောက်86ကခဏန်း86ပြီးတော့96ကခဏန်း96ပြီးတော့2006ကခဏန်းဖြစ်တာเนาะအဲ့ကျွန်တော်တို့စသွားမယ် 86ခုနှစ်က86ခုနှစ်ထဲက5ခါအငိမ့်နဲ့ထွက်ထားတဲ့ခဏ5ခါအငိမ့်နဲ့ထွက်ထားတဲ့ခဏတည်း2005မှာ5ခါလို့စကြတာ ਨੇ အဲ့ဒီခဏထွက်တယ်နော်ဒါလေးတစ်ချက်မှတ်ထားဒါဆိုရင်2015မှာ5ခါလို့စကြလိုက်အဲ့ဒီကြတဲ့ခဏကလည်း ုနက86ပြီးတော့96ခုနှစ်တည်းကငါးခါတိုင်းနဲ့ထွက်ထားတဲ့ခဏမယ်တင်ငါတော့နော်351 351 351ဒဲပဲပေါ့လေနော်သူကတော့ဒီ354ကတော့ဒဲပဲ351ကလည်းဟောဒီမှာဒဲပဲဒဲ၄ငါးခါတိုင်းနဲ့ကြီးထွက်တယ် ကဲအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်ကဒီလိုလဲရေးထားတယ်เนาะချိန်ပေါင်း၉ဒီလဲကျွန်တော်ကြိုက်လို့အဲအစောကတော့တော့စလွန့်လွန့်ခြင်းနေရာတော့ကျွန်တော်က၅ထိပ်၅ခါနဲ့အပူးဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ပြခဲ့တယ်၅၅လေးအတူကနှစ်ကွက်လုံးကတော့ထိုးရမှာပါเนาะအဲ့ဒီမှာကျွန်တော်တို့အခုဒီပွဲမှာ၅ခါမြန်ပြီးခဲ့သည်ရှိတော့ထွက်မဲ့ကဏ္ဍဒီ90အဲ2006ခုနှစ်တည်းက ငါးခါကနေနော်တခါငါးခါကနေနောက်တခါငါးခါကိုငါးခါနဲ့ဗရိတ်ကိုကနန်းလားလို့လည်းတွေးလို့ရတယ်ဒီမှာလည်းငါးခါရှိတယ်အဲ့တော့အဲ့ဒီနေ့ထဲမှာငါးခါတွေကလည်းအများကြီးပဲကြတာလေနော်ကြတာတော့ကျွန်တော်တမျိုးစင်းကြီးတော့လိုက်ချိတ်ရအဲ့ငါး၄၀က6ဆုံးတဲ့ခုနှစ်က အဲ၃ည၅လေးက၃ည၅လေးလို့ထည့်သွားပေါက်တော့သူက၅နောက်ပိတ်က၅ထိတ်အဲ့ဒီ၅ထိတ်က၅ခါနဲ့ထွက်နော်၅နောက်ပိတ်၅ထိတ်၅ခါနဲ့ထွက်ထားတဲ့အဲ့ဒီ၅လေတိုင်းတန်းတန်းကိုဒီမှာထည့်လာထွက်တယ်တခါဒီဘက်မှာလည်းအဲ့ဒီလိုပဲ၅နောက်ပိတ်က၅ထိတ်လို့ထည့်ထားတယ်အဲ့ဒီ၅ကသူ့အောက်မှာ၅ခါနဲ့ထွက်ထားတဲ့ကန်တန်းကထည့်လာထွက်တယ် ဒါဆိုရင်အခုကျွန်တော်တို့အဲ့ဒီ2006ခုနှစ်တည်းမှာအဲ့ဒီလူမျိုးဖြစ်တာငါထိတ်ငါနောက်ပိတ်ကငါထိတ်လို့ထွက်ပြီးတော့အဲ့ဒီငါဒီခါနဲ့ထွက်တာတာငါလေးငါငါလေးနော်အဲ့ဒီငါငါလေးဟာဒီဘွဲကိုထဲထွက်မလားဒါဆိုရင်အောက်မှာကအဲ့လိုရှိသေးလားဆိုတော့ငါနောက်ပိတ်တဲ့ဘွဲကျော်ကခဏရှိတယ်ငါနောက်ပိတ်တဲ့ဘွဲကျော်ကခဏရှိတယ် ငါးနောက်ပိတ်ကငါးထိတ်မဖြစ်ဘူးငါးနောက်ပိတ်ကငါးထိတ်မဖြစ်ဘူးဒါပေမဲ့ငါးခါးတွေတော့ဖြစ်တယ်ဟုတ်အဲ့လိုမျိုးတွေဖြစ်တယ်ဖြစ်နေတော့ကျွန်တော်အဲ့ဒီအဲမှာတို့ဒီ6ခါးဆောင်7ခါးဆောင်8ခါးဆောင်ဆိုပြီးတော့ငါးနောက်ပိတ်တပွဲကြော်ပါခဏငါးနောက်ပိတ်တပွဲကြော်ပါခဏငါးနောက်ပိတ်ရဲ့တပွဲကြော်ပါခဏပေါ့နော်ဒါမျိုးလေးတွေလည်းကျွန်တော်တွေးကြည့်လိုက်တယ်6 9 8 နောက်တစ်ချက်ကသူကဗရိတ်ကိုးတွေဗရိတ်ကိုးတွေထွက်နေလို့ကျွန်တော်တို့ဗရိတ်ကိုးကနန်း၅ခါနဲ့ဆိုရင်ဟုတ်ပြီ656နော်656ပဲ656ဒဲပဲကျွန်တော်ထည့်နော်နောက်တစ်ခုက၅ခါနဲ့ဒီကောင်654ပေါ့နော်ဒီကောင်ကတော့တိတ်ပြီးတော့မကြိုက်ဘူးဒီပွဲကိုနော် ဲ့တော့ကျွန်တော်ကဘာလို့ဒီနေရာကိုအဲ့ဒီလေးလေးငါးကိုဦးစားပေးပြီးထည့်တဲ့တုန်းဆိုတော့အဲ့ဒီ site ထဲမှာခုနကကျွန်တော်ပြောတဲ့9953လုံး9ခါနဲ့ခဏ9953လုံး9ခါနဲ့ခဏ9953လုံးနဲ့9ခါနဲ့ခဏဒီကောင်းကိုကျွန်တော်ပို့ကြိုက်တယ်မွေး site လည်းရှိတယ်နော်အဲ့ဒီမှာအလေကောင်ကတ်မှာသူက945လို့ခါသုံးလုံးထောင်းထားတယ်ငါးခါခဏ ဒီမှာလဲ၅၄၅လို့၅ခါ၃အဲခါ၃လုံးထောင်ထားတဲ့အဲ့ဒီခါတိုင်းကနေနော်ကျွန်တော်အဲ့ဒီကောင်ကိုသဘောကျတယ်နော်အဲ့တော့ဒီကောင်ကိုတဲ့ထိုးပြီးတော့ဒီကောင်ကိုတော့ရံပေါ့နော်နှစ်ကွက်သေးထိုးရမှာ၅ခါနဲ့ကျွန်တော်ကဒီပွဲအပူကြိုက်တာဟုတ်နော်အပူတွေလဲကျွန်တော်ပြပါမယ်ဒါပေမဲ့စောသေးလို့မပြအဲ့တော့ကျွန်တော်တို့က ီငါးသုံးလုံးခွေထားတဲ့ငါးခါခန်းန်းကထဲသွားထွက်တယ်နော်ဒီမှာငါးသုံးလုံးခွေထားတယ်သုံးခါတစ်ခါဒီမှာငါးခါလို့စပေါ်လိုက်ထာနေတဲ့ပဲနော်ဒီမှာလည်းငါးခါစပေါ်တာဒါဆိုရင်ဒီမှာငါးသုံးလုံးခွေထားတဲ့ခန်းန်းငါးငါးလေးရဒီပွဲမှာမြန်ငါးခါလို့စပေါ်ခဲ့ရင်တဲ့မလားအာမလားနှစ်ကွက်ထဲထိုးရမှာနော်အဲ့တော့တဲ့တဲ့အာအာနှစ်ကွက်ကတော့စော်ထက်လိုက် အဲ့ဒါငါးငါးလေးအဲ့ဒီထဲမှာကျွန်တော်ငါးကိုးခွန်ကိုဘာလို့ထည့်တုံးဆိုတော့အဲ့ဒီငါးကိုးခွန်ကလည်းအန္တရာယ်ကောင်နော်အဲ့ကောင်အန္တရာယ်ကောင်ဆိုတာကျွန်တော်ပြောပြမယ်ကိုးခွန်ဒီမန်းနဲ့အကူတယောက်ကတော့ line ပေါ်တက်မတက်ကျွန်တော်ကမသိဘူးနော်သူကငါးကိုးခွန်ပြပါငါးကိုးခွန်ပြပါဆိုတော့အခုငါးကိုးခွန်အဲ့မှာပါလာတယ် ရှိတယ်15လျှောက်ပဲစောရဲကျွန်တော်ပြထားတာ15လျှောက် auto box site တွေရှိတယ်အဲကျွန်တော်ဒီဘွဲကို9ခါကင်မဲ့တော့အောင်ဆိုတော့အဲ့ဒီမှာကျွန်တော်မိတ်ဆွေတွေတတိထားဖို့ပေါ့နော်တတိထားဖို့ဘာလို့ဆုံးဆိုတော့ကျွန်တော်တို့ဒီလို335လို့ဇောင်းထိုးတဲ့ခဏတည်းနှစ်နှစ်ကျော်မှာသူကလိုက်ထွက်ခဲ့တာ哦เนาะကျွန်တော်တို့935ဆိုပြီးတော့သူကလိုက်ထွက်ခဲ့တယ် ထွက်ပြီးတာနဲ့အဲ့ဒီ၅နောက်ပိတ်ကလေးဒီသူကနေ၃နှစ်ကြော်မှာ၅ခါလို့သူစကြလိုက်တော့နော်၅ခါလို့သူစကြလိုက်တော့ဟောဒီ၄ထိပ်စီးရဲ့ဆောင်ဗရိတ်၅ရဲ့မြင်းကုန်မှာသူကြနော်အဲ့ဒီမှာ9ဆိုတဲ့ခါလေးသူထားထက်ဒါဆိုရင်ဒီမှာ335လို့ဇောင်းထိုးပြီးတဲ့အဲ့ဒီခဏန်းကလည်းနှစ်နှစ်ကျော်မှ 850ဆိုပြီးသူကလိုက်ပေါက်ခဲ့တာပေါက်ခဲ့တော့အဲ့ဒီ9နောက်ပိတ်ကလေးဒီသူကနေ3နှစ်ကျော်မှ9ခါလို့သူစထည့်လိုက်တာနဲ့ဗရိတ်9ရဲ့မြင်းကုန်လေးထည့်စီဆောင်မှာပဲသူထည့်နော်အကိုကြီးကြည့်မရဘူးဗျာကျွန်တော်ကဏ္ဍပို့ထားတယ်အကိုကြွေ့ပြီးပြီလားမစင်ညာလဲဖွင့်ကြည့်အောင်နော်အဲ့တော့ ကျွန်တော်နှကောင်းလဲဟုတ်ပြီအဲ့ဒီတော့တဲ့ဒီမှာ335ဆောင်းထိုးပြီးဆို3နှစ်ကြုံမှာ5ခါကြပြီ5ပရိတ်နဲ့เนาะ4ဒိတ်စီရဲ့ဆောင်းမှာကြအခုကျွန်တော်တို့ဒီမှာ335ဆောင်းထိုးတယ်ဒီကနေ့2နှစ်ကျော်မှသူလိုက်ပေါက်ခဲ့တာเนาะ 539ပုံမှန်လည်းတစ်ခါရှိပါနော်539ဒီမှာပဲဝိုင်းလိုက်နှစ်နှစ်ကျော်သူပေါက်ခဲ့ပေါက်ပြီးတော့အဲ့ဒီ9ခါလေးဒီသူကနေပြီးတော့3နှစ်ကျော်လေးထိပ်စီကဒီတလုံးမဲ့ရှိတာအဲ့တော့လေးထိပ်စီရဲ့ဆောင်ဗတိ9ရဲ့နှစ်နှစ်ကျော်မှာ9ခါလို့သူစကြရနော်အဲ့တော့ကျွန်တော်ကိုအခုအပွဲအတွက်နော်ထိုင်ရကူညီထားတဲ့ညီကိုတွေအားလုံး ကြည့်ပါเนาะဒီပွဲဒီ site တွေကျွန်တော်ပြရတဲ့အဲမှာ organize နဲ့ပတ်သက်တာတွေအများကြီးပါတယ်အကျွန်တော်အဲ့လိုပြောရင်သိမှာပါเนาะအဲ့လိုပြောရင်သိတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီမှာငါးခါစကြတော့မယ်လို့တွေးတယ်ဗောဗျာเนาะအဲ့တော့ငါးခါစကြမယ်ဆိုတော့အဲ့ဒီစကြမယ်ငါးခါဒီဟောဒီငါးနောက်ပေးလို့ဖြစ်ခဲ့တဲ့နှစ်သေးကကနေ အဲ့ဒီကဏ္ဍကသူကြတော့ငားထိပ်စီကဏ္ဍဖြစ်နေတယ်။ငားထိပ်စီအငိမ့်နဲ့ထွက်ထားတဲ့ကဏ္ဍဒီငားခါနဲ့ထွက်တာ။ဒါဆိုရင်ကျွန်တော်တို့ဒီငားက၃နှစ်ကျော်မှငားခါလို့စကြတော့ငားပရိရဲ့မြင်းကုန်မှနှစ်နှစ်ကျော်မှသူကြတယ်။အဲ့ဒီကြတဲ့ငားခါကဏ္ဍဒီဟောဒီငားနောက်ပိတ်ဖြစ်ခဲ့တဲ့နှစ်သေးကကဏ္ဍငားထိပ်စီကဏ္ဍမယ် အားထည့်စီနဲ့ထွက်ထားတဲ့ကဏ္ဍမယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုဒီ၅သည်၃နှစ်ကျော်၅ခါးကို၅ပရိတ်နဲ့အကြိမ်ခိုက်၄ထည့်စီဆောင်းမှာကြမယ်ဆိုရင်ဒီကဏ္ဍသည်ဟောဒီ၅နောက်ပိတ်ဖြစ်ခဲ့တဲ့နှစ်ထဲကကဏ္ဍ၅ထည့်စီကဏ္ဍเนาะကျွန်တော်တို့၅၃၈ရှိမယ်ငါထိတ်စည်းကနန်း99ရှိမယ်ငါထိတ်စည်းကနန်း91ရှိမယ်ငါထိတ်စည်းကနန်းမရှိတော့ဘူး เนาะအဲအဲ့ဒီမှာကျွန်တော်ကဘာကိုတွားပြီးတော့တွေးလိုက်တော့ဆိုတော့ဟဲ့ဒီ9ခွန်9ဆိုတဲ့ခဏန်းဒီတဘာဝကြနောက်တော့9ခွန်1ပေါ့เนาะဒါရီဒီကောင်ကတော့အရင်3ပြည့်ရှိလို့ပါအဲ့ဒီမှာကျွန်တော်ကဒီ9ခွန်9ကို9ခွန်လို့ကျွန်တော်ထည့်ရလိုက်เนาะကျွန်တော်ခွန်ပိတ်တွေလည်းကျွန်တော်ပြထားတယ်ဟုတ်တယ်ဖုံးကတိတ်မကောင်းဘူးအတန်တိတ်မကြားရတာဒီဖုံးက အဟောင်းနေပြီเนาะအဲ့တော့နည်းနည်းကိုယ့်ကိုယ်သားဖုံးတန်ချက်ပြီးသူကကြည့်လိုက်ပါတော့ဗျာเนาะဖုံးကတိတ်မကောင်းကောင်းတဲ့ဖုံးကလည်းအကောင်ကလိုက်လွှင့်မရဘူးအဲ့လိုဖြစ်အဲ့တော့ကျွန်တော်တို့ပြန်ရှင်းပြမယ်เนาะငါနောက်ပိတ်ဒီ၃နှစ်ကြုံမှာငါးခါလို့စကြရင်ငါးပရိတ်နဲ့အကြိမ်ခိုင်းမှာကြတယ်ကြပြီးတာနဲ့အဲ့ခဏန်းဒီငါးနောက်ပိတ်နှစ်ထဲကငါးထည့်စီအငြိမ်နဲ့ထွက်ထားတဲ့ခဏ အဲ့ဒီမှာ335ဇောင်းထိုးတယ်ဒီ9ဒီ3နှစ်ကြုံမှာ9ခါလို့စကြရင်9ပရိယေ2နှစ်ကြုံမှာကြမယ်အဲ့ဒီ9ခါကဏ္ဍဒီ9နောက်ပိတ်ဖြစ်ခဲ့တဲ့နှစ်တည်းက986ဆိုတဲ့ကဏ္ဍဖြစ်ကြမယ်နော်အဲ့ဒီမှာ335ဇောင်းထိုးပြီ3နှစ်ကြုံမှာ9ခါဒီ၄ထည့်စီရဲ့ဇောင်းပရိ9ရဲ့2နှစ်ကြုံ9ခါလို့ကြမယ်ကြလိုက်တာ ਨੇ ဒီကဏ္ဍဒီအဲ့ဒီ9ဆုံးတဲ့ခုနှစ်တည်းက9ထည့်စီကဏ္ဍဖြစ်ကြမယ် နော်ငါးထည့်စည်းကဏ္ဍဖြစ်တော့အဲ့တော့ငါးထည့်စည်းကဏ္ဍကတော့၃ခွက်ရှိတယ်ဘာလို့ကျွန်တော်ကငါးခုခုထည့်တော့ဆိုတော့ခုနကကျွန်တော်ပြတဲ့ကျွန်တော်တို့ငါးစွန်းနဲ့ခုနှစ်ထဲမှာငါးခါလို့စကြလိုက်တာနဲ့အဲ့ဒီကဏ္ဍ6စွန်းနဲ့ခုနှစ်ထဲကငါးလေတိုင်းနဲ့ကဏ္ဍ အဲ့ဒီ၅ဆွန်းနဲ့ခုနှစ်ထဲမှာ၅လေတိုင်းလို့စကြလိုက်တာနဲ့၆ဆွန်းနဲ့ခုနှစ်ထဲကကနန်းဒါဆိုရင်အခုကျွန်တော်တို့ဒီပွဲကိုဗရိတ်ကိုးဆောင်မှာ၅ခါကိုထည့်လိုက်တာနဲ့ဒီကနန်းဒီ၆ဆွန်းနဲ့ခုနှစ်ထဲကကနန်းဆိုတော့အဲ့ဒီမှာသူက၅လေတိုင်းကနန်းလေးဖြစ်ကမယ်ဆိုတော့အဲ့ဒီမှာ၉၅ခွန်ဆိုတဲ့ကနန်းကြီးကခွန်ခါရဲ့ဆောင်၅နောက်ပိတ်တပွဲကြောနော် ရှစ်ခါရဲ့ဆောင်ငါးနောက်ပိတ်တပွဲကျော်အခုကိုးခါရဲ့ဆောင်ငါးနောက်ပိတ်တပွဲကျော်ငါးခါနဲ့ခဏန်းသွားထွက်တယ်ငါးခါနဲ့ခဏန်းသွားထွက်တယ်ဒါဆိုငါးခါနဲ့ခဏန်းတဲ့သွားထွက်မလားတဲ့သွားထွက်မယ်ဆိုကိုးငါးခွန်အဲ့တော့ကိုးငါခုံကိုကျွန်တော်ဒီပွဲကိုထည့်နော်အဲ့ဒါကြောင့်ဒီမှာကိုးငါခုံကိုကျွန်တော်ရေးပြထားတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မိတ်ဆွေဟိုဒီနေ့က ပယ်လိုက်သေးတော့အဲကိုငါခွန်ပြပါကိုငါခွန်ပြပါเนาะအခုကျွန်တော်ပြပြီသူလာကြည့်လားမကြည့်လားကျွန်တော်လည်းမသိเนาะဟုတ်ပြီရှိသေးတယ်เนาะအဲ့ဒီကိုငါခွန်တခြား site လည်းရှိသေးတယ်အဲ့တော့ကျွန်တော်တို့ကိုငါခွန်ကိုထည့်လိုက်တော့ငါတစ်ခွန်လေးလည်းရန်เนาะဘာလို့တော့ဆိုတော့ဒီပွဲမှာ break 3ကိုကျွန်တော်သဘောကျတာရှိတယ်เนาะ break 3သဘောကျရှိတယ် ာလို့ပြိသုံးသဘောကြတော့ဆိုတော့ငါးစုံနဲ့ခုနှစ်ထဲမှာနှစ်ပါပါပြိခွန်နော်နှစ်ပါပါပြိခွန်အဲ့ဒီငါးစုံနဲ့ခုနှစ်ထဲမှာလေးပါပါပြိကူငါးချိန်မှာနော်အဲ့ဒီငါးစုံနဲ့ခုနှစ်ထဲကငါးချိန်မှာခွန်ပါပါပြိနှစ်အဲ့ဒါဆိုလို့ရှိရင် ဒီ9ဆုံးတဲ့ခုနှစ်က9ချိန်မှာနှစ်ပါဝါပရိတ်ခွန်အဲ့ဒီ9ဆုံးတဲ့ခုနှစ်9ချိန်မှာ10ပါဝါဒီဘွဲကိုပရိတ်သုံးနော်သုံးပရိတ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကပရိတ်သုံးကိုထည့်မယ်ဆိုခုနကကျွန်တော်ပြောတယ်ငါ3 5ခွန်เนาะ3 5ခွန်ဆို5ခါနဲ့ထည့်ရ ဟာပရိတ်၃မှာဆိုမှတင့်ငါခွန်နော်တင့်ငါခွန်ထဲရမယ်၃ငါခွန်စိတ်ဆွဲနေ၃ငါခွန်ပြီးခဲ့တဲ့ဘွဲရခဏအဲ့တော့ငါခါနဲ့ပရိတ်၃ကိုကျွန်တော်ဘာလို့ထည့်လဲနော်ငါခါနဲ့ပရိတ်၃ကိုကျွန်တော်ဘာလို့ထည့်လဲဆိုဟာဒီဆိုင်မှာငါခါပါတယ်ကျွန်တော်ပြလိုက်မယ်တခါတည်းမှန်တကယ်တော့ကျွန်တော်အနာနီးမှပြမလို့နော် ဲ့တော့အဲ့ဒီ၅ခါနဲ့ပရိသတ်ကဟောဒီနေရာမှာ तू ကဘာလို့၆ခါကြီးထည့်နေတယ်နော်၅စုံနဲ့ခုနှစ်ကနှစ်ပါဝါပရိခွန်လို့ရလိုက်တော့ तू ကဘာလို့၆ခါနဲ့ထွက်တယ်အဲ့ဒီ၆ခါဒီ85ခုနှစ်တည်းက၅ချိန်မှာထွက်ခဲ့တယ်6ခါ6ခါအငိမ့်နဲ့နှစ်ပါပါဗရိတ်ခွန်လို့ထွက်တယ် ဒါဆိုရင်အခုကျွန်တော်တို့ဒီ52ခုနှစ်မှာထွက်လာခဲ့တဲ့ဒီ၄ခါသည်သူကနေနောက်ထပ်2005ခုနှစ်မှာ၄ခါအငိမ့်နဲ့ခွန်ပါဝါပရိနှစ်လို့ထွက်တာနော်နှစ်ဆိုင်စီပြန်ခွဲပြီနော်ငါးစုံအနည်း20ရဲ့ line ကိုပြန်ခွဲထုတ်ပြီအဲ့တော့ကျွန်တော်တို့သူကနေပြီးတော့အခုငါးစုံအနည်း20ကိုသွားမဲ့ခဏန်းသည်ဒီ၅ခါသည်ဒီပွဲမှာ၅ခါအငိမ့်နဲ့ပရိ3လို့သူထွက်ကပ် နော်ဟာဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကတင်ငါခွန်နော်ဒီပွဲမှာငါခါလို့စကြလိုက်တာ ਨੇ အဲ့ဒီကနန်းသည်ခုနကကျွန်တော်ပြောခဲ့တဲ့နော်တင်ငါခွန်ဆိုတဲ့ကနန်းလေးတတိထားရတော့အဲ့ကျွန်တော်တို့ ဒီ335လို့ဇောင်းထိုးရင်9ခါဒီ3နှစ်ကြုံမှာပေါ်လိုက်တာ ਨੇ အဲ့ဒီကဏ္ဍဒီဟောဒီ9နောက်ပိတ်ဖြစ်ခဲ့တဲ့နှစ်သေးကကဏ္ဍပြိဋ္ဆတ်သုံးဆို9တစ်ခွန်တစ်ပွဲရှိအဲ့ဒါလေးကြီးကျွန်တော်ရန်သေးခြင်းเนาะရန်သေးခြင်းရန်မဲထိုးပါเนาะရန်မဲထိုးပါအဲ့တော့အခုကျွန်တော်ပြသွားတဲ့ site တွေကိုသတိထားเนาะ ကျွန်တော်ပါဇက်ထရေပြောပြောသွားတာတွေကိုတတိထားအဲကျွန်တော်ဘာကိုညွှန်ပြောတယ်ဆိုတာကနန်းယူထားတဲ့လူတွေသိလိမ့်မယ်เนาะကျွန်တော်လည်းအပိုင်တော့မသိဘူးဒါပေမဲ့ကျွန်တော်ကစားခွက်ကိုကျွန်တော်အခုပြောရင်းနဲ့တခါတည်းပြเนาะနောက်ရက် offsite ပြလို့ရှိရင်ဒီကောင်းนี่ပြရမှာမဟုတ်တော့ဘူးเนาะပါလာတော့မှာမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ဟိုနေ့ဖြစ်သွားမယ် site တွေများမှာဆိုလို့เนาะအခုတည်းကနည်းနည်းခွဲလွှန့်တယ် ခွဲလွှင့်တဲ့တွင်မှာအဲ့ဒီ organize site တွေပါလာတယ်ဒါကပြီးခဲ့တဲ့ပွဲတွေကပြထားတယ်နော်ကျွန်တော်တို့ဒီ၃ထိပ်စီးရဲ့တပွဲကြော်မှာတစ်နှစ်ကြော်ခန်းနော်အဲ့သူက၁၀ပဲရဲ့တပွဲကြော်ကတခါဒီ၃ထိပ်စီးရဲ့တပွဲကြော်မှာထွက်မကနေဒီတစ်နှစ်ကြော်ခန်းနော်ကျွန်တော်တို့၁၀ပဲတပွဲကြော်ခန်းအဲ့ဒီမှာ၃ထိပ်စီးရဲ့တပွဲကြော်မှာထွက်မဲ့ခန်းဒီရှေ့တစ်နှစ်ကြော်၁၀ပဲရဲ့တပွဲကြော်ခန်းလာနော် အတဆေပရိတနစ်ကြောကဏ္ဍလာငါးခါပါလို့ပြောတာအဲ့တော့ငါးခါပါလို့ပြောတာเนาะသုံးလင်းငါးရှိတယ်เนาะအခုပြမှာပဲငါးခါပါတဲ့ကဏ္ဍလာဒါမှမဟုတ်ဘူးတဆေပရိတပွဲကြောကဒီကဏ္ဍကိုပဲယူမလားเนาะအဲ့ကျွန်တော်မိတ်ဆွေတွေတတိထားကျွန်တော်အကိုကြီးအဲ့မလေးရပို့ဖမ်းပို့ထားတာသူက ကိုတဲ့ site ထဲမှာတဲ့ကိုကိုခွန်ထွက်ဟိုဘက်ရက်ကလည်းကျွန်တော် light ထဲမှာပြောရင်းနဲ့ကိုကိုခွန်ကောက်ရေးပြလိုက်တယ်เนาะဒါပေမဲ့အခုဒီမှာကျွန်တော်ထည့်ပြမယ်ကိုတဲ့ site ထဲကတဲ့ကိုကိုခွန်ကိုအချိန်ကြီးဖမ်းကြည့်လိုက်တယ်ဆိုပြီးသူကပြောလာတော့ကျွန်တော်ကလည်းကောက်ချစ်ချဲ့ကိုထိတ်ပရိတ်ကိုတနစ်ကျော်ပရိတ်ဆက်တဲ့เนาะတုံညထိတ်ပရိတ်တုံညက် တနစ်ကျော်ပြိတ္တဆေအခုတိထိုင်ပြိတ္တတနစ်ကျော်မှာပြိတ္တအဲ့ဒီနှစ်ထဲမှာသူ့ရှေ့နှစ်ကကဏ္ဍတကွထွက်အဲ့ဒီကဏ္ဍကသူကနေပြီးတော့ရှေ့ကို1 2 3 4 5 6ညောက်ထဲကကဏ္ဍတိတိချောက်အဲ့ဒီတိတိချောက်ဆိုတဲ့ကဏ္ဍဒေထောင်3လုံး9 3 3ညာလို့ ထောင်ထားတဲ့ကဏ္ဍသည်၃နှစ်ကျော်မှ၉သုံးသုံးညလို့သူလိုက်ထွက်ထွက်ပြီးတော့မှသူ့ရဲ့အောက်ကကဏ္ဍဒီကဏ္ဍသည်၁၂၃၄၅၆နှစ်မြောက်ထဲမှာသွားထွက်တယ်မထွက်ခင်သူ့ရှေ့နှစ်မှာတခွေကြိုထွက်ခဲ့ရမယ်နော်အဲ့မထွက်ခင်သူ့ရှေ့နှစ်မှာတခါကြိုထွက်ခဲ့ရမယ်ဟုတ်ပြီအဲ့တော့ဒီတိတိ6ဒီသူ့ရဲ့နောက်နှစ်မှာပရိတ်71ကဲဆောင်းမှာထွက်တ ဘာလို့ပရိသတ်တစ်တာတော့နှစ်ကြိမ်မှာကျွန်တော်ပြောခဲ့ပါတယ်ပရိသတ်တစ်ထွက်တယ်အဲ့ဒီပရိသတ်တစ်ပရိသတ်တစ်လို့ပြန်ကြတယ်သူ့ဇောင်းမှာသူ့ရှေ့နှစ်ကကဏ္ဍဟောဒီကဏ္ဍလာထွက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီတုံညာထိတ်စီပရိတ်တုံညာပရိတ်တုံညာလို့သူရိုက်လိုက်ပြီအဲ့ဒီတုံညာဒီတုံညာပရိတ်လို့နောက်တစ်ခါပြန်ထွက်လိုက်တယ်သူ့ရဲ့ဇောင်းမှာထွက်တဲ့ကဏ္ဍ သူရှိနှစ်ကကနေ၄၃ရှိဒီ၄၃ရှိသည်သူကနေ၁၂၃၄၅เนาะ၅နှစ်မြောက်ထဲမှာထွက်ခဲ့ရမယ်အဲ့တော့သူထွက်ဖို့ဟာသူ့အပေါ်မှာရှိတယ်ခွန်ရှိ၄ဆိုတဲ့ကနေဒီ၃နှစ်ကျော်ပြီခွန်ရှိ၄လို့သူထွက်ခဲ့ရတယ်အဲ့ဒီခွန်ရှိ၄ဒီ၃နှစ်ကျော်မှာထွက်ပြီးတာ ਨੇ သူ့အောက်ကကနန်းဒီကျွန်တော်တို့၄နှစ်ကျော်ပြီးတော့အဲ၃နှစ်ကျော်ပြီးတော့သူလိုက်ထွက် ထွက်ပြီးရင်ဒီကနန်းဒီသူ့ရဲ့နောက်နှစ်မှာတခါလိုက်ထွက်တဲ့အချိန်မှာဒီနှစ်ချိန်မှာထွက်ခဲ့တဲ့တုံညာပရိတ်ကတုံညာပရိတ်လို့ပြန်ထွက်ထားတဲ့ဇောင်းမှာထွက်တယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ထိတ်ပရိတ်တစ်လို့ရိုက်ပြီတနစ်ကျော်မှာ၉ပရိတ်လို့ထွက်ပြီအဲ့ဒီ၉ပရိတ်ဒီနောက်တစ်ချိန်၉ပရိတ်လို့ဟောဒီမှာကြာသူ့ဇောင်းမှာထွက်တဲ့ခဏန်းဒီသူ့ရှေ့နှစ်ကခဏန်းဖြစ်ကြတယ် ီကနန်းဒီအရှိ3နှစ်ကြော်မှာထွက်ခဲ့ရတယ်ကိုကိုခွန်အဲဒီကိုကိုခွန်ကိုထွက်ဖို့ဟာကိုသူ့အပေါ်မှာရှိတယ်ဟဲ့ဒီ611ဆိုတဲ့နောက်ပိတ်3လုံးဒီ3နှစ်ကြော်မှာ611လို့ထွက်ခဲ့ရတယ်နော်အဲဒီကနန်းထွက်ပြီးသွားလို့သူ့အောက်မှာထွက်ခဲ့တဲ့ကနန်းကလည်းကျွန်တော်တို့3နှစ်ကြော်မှာလိုက်ထွက်တာ ထွက်ပြေးတယ်အဲ့ဒီကနန်းကြီးသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တဲ့ချိန်မှာအဲ့ဒီကိုကိုခွန်တီဘရိတ်ကိုကိုပြန်ကြတဲ့ဇောင်းမှာထွက်နော်အဲ့ဒီမှာလဲ438ဒီ3နှစ်ကျော်တခါပေါက်တယ်ဒီကနန်းကြီးသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်ဖို့က10ဘရိတ်က10ဘရိတ်လို့ပြန်ကြတယ်အောင် ဲ့ဒါဆိုရင်အခုကျွန်တော်တို့ပရိသတ်1เนาะပထမကပရိသတ်1ဒီအဲ့ဒီမှာပရိသတ်1လို့သူပြန်ထွက်လိုက်တာကိုကိုသုံးမှာထွက်တာအဲ့ဒီပရိသတ်1လို့ပြန်ထွက်လိုက်တဲ့ဇောင်းမှာထွက်တဲ့ခဏကြီးသူရှေ့နေကခဏအဲ့ဒီခဏက3နှစ်ကျော်မှာထွက်ခဲ့ရเนาะ ဲ့တော့သူကဒီအောက်ဆောင်းကိုဆင်းလာလိုက်တဲ့ခါကျတော့၄ခါနဲ့ဗရင်၅လို့သူထောက်ပြီးတော့မှအဲ့၄ခါကနေ၁၂၃၄ချိန်မှပေါက်တယ်ဒီမှာကျတော့၄ခါနဲ့ဗရင်၄လို့ဖြစ်တယ်အဲ့၄ခါကနေ၁၂၃၄ချိန်မှပေါက်တယ်နော်၄ခါဗရင်၅ဗရင်၄အခု၄ခါနဲ့ဗရင်ဆက်၃လို့ထွက်တယ်အဲ့ဒီ၄ခါကနေ၁၂၃၄ချိန်ဒီပွဲမှာထည့်ရတယ် အဲ့တော့ကျွန်တော်တို့ကိုကိုခွန်เนาะခွန်9ပိတ်လည်းရှိတယ်ခွန်9ပိတ်နဲ့အဘိုးဆိုတာဒီအများကြီးရှိတယ်ဒီပွဲမှာเนาะကျွန်တော်မပြသေးတာအဲ့ကျွန်တော်မိတ်ဆွေတွေရန်ထားပါเนาะဒီကနေ့ရန်ထားပါကိုခါတွေလည်းကျွန်တော်ပြထားပြီးသားတွေဖြစ်တယ်เนาะရန်ထားပါခုနကကျွန်တော်ပြတယ်ငါငါလေးเนาะမဖြစ်မနေထိုးထားပါ 6ခုเนาะမဖြစ်မနေထိုးထားပါကျွန်တော်ထည့်ပေးဖို့ထည့်ပေးခြင်းတယ်เนาะဒါပေမဲ့ကျွန်တော်ကအော်တိုခွက်နဲ့အရန်3ခွက်လာကျွန်တော်3ခွက်လာ4ခွက်လာကျွန်တော်ထုတ်ချလိုက်တော့ခဏများသွားမှစိုးတယ်เนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီကောင်လေးကိုမထည့်ပေးတာကျွန်တော်ကကြိုက်တာကဒီဘွဲကို3ပြိတ်10ပြိတ်ကြိုက်တာအဲ့တော့3ပြိတ်10ပြိတ်နဲ့တည်းကပဲရွေးထုတ်လိုက်တယ်လို့ဖြစ်သွားတယ် အမှန်တကယ်ကျွန်တော်ကချစ်ပရိတ်ကိုဖြုတ်ပြီးတော့အပူးတွေထည့်ချလိုက်ရတယ်เนาะကျွန်တော်အဲ့လိုမျိုးလဲတွေးတယ်ဒါပေမဲ့ကံနဲ့လဲစိုင်သေးတာပဲเนาะအဲ့တော့မဖြစ်မနေเนาะကျွန်တော်ပြောတယ်เนาะမဖြစ်မနေထိုးထားပါဒီနှစ်ခွက်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီမှာမသုံးလုံးအပူးထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့1 4 6 6နှစ်ကြော်လိုက်တာနဲ့သူကမသုံးလုံးအပူးထွက် တို့ကတစ်ခါကျနှစ်လေး6နှစ်ကျော်လိုက်တာဒီမှာမသုံးလုံးအပူထွက်တယ်နှစ်လေး6နှစ်ကျော်လိုက်ဒီမှာတော့မသုံးလုံးမပူတော့ဘူးဒီမှာတော့အပူပဲဖြစ်တယ်အဲ့သူကနေတခါကျွန်တော်တို့6နှစ်ထက်ကျော်လိုက်မယ်နှစ်လေး6နှစ်ထက်ကျော်ဒီမှာလည်းအပူပဲအဲ့ဒီမှာကျွန်တော်ကနောက်သုံးခါဘာလို့မသုံးလုံးအပူလို့ပြောတော့ဆိုတော့ကျွန်တော်ကင်ခဲ့တဲ့နှစ်ဦးကထိတ်တူထိတ်ကြမယ်ထိတ်တူထိတ်ကြမယ် ထိတ်တူထိတ်ကြမယ်ဆိုတဲ့ line မယ်နော်မှတ်သုံးလုံးအပူလေးခြေသုံးခတ်မှာ तू ကတွက်တိကစားထားတယ်နောက်သုံးခတ်မှာတမျိုးပြောင်းတော့မယ်နော်ဘယ်လိုပြောင်းမလဲဆိုတော့ဒီငါးထိတ်ဒီငါးပရိဒီငါးထိတ်ဒီငါးပရိဒီခွန်ထိတ်ဒီခွန်ပရိဒီဘက်ကို တမျိုးပြန်ချိုးတော့မယ်ဒီဘက်ကိုတမျိုးပြန်ချိုးမဲ့အချိန်မှာပြီးခဲ့တဲ့ဘွဲကကျွန်တော်တို့တုံညာပရိကစားတယ် तू မထွက်ဘူးနော် သူ့ပေါ်တုံညာပရိတ်တုံညာပရိတ်တုံညာပရိတ်လားလို့ကျွန်တော်တို့ဖမ်းနေမှာတွေ့ဘူးအဲ့ဒီမှာကျွန်တော်သိပြီဒီကောင်သည်အောက်မှာမသုံးလုံးအပူပြန်ကစားတော့မယ်လို့ကျွန်တော်တွေးတယ်ဒီခွန်ထိုက်ကပရိတ်ထွက်ပြီမယ်ဒီခွန်ထိုက်ကဒီမှာပရိတ်မထွက်ဘူးဒီမှာငါးပြန်ဖြစ်တယ်နော်အဲ့တော့သူကငါးထိုက်ခွန်ထိုက်ခွန်ထိုက်ဒီဘက်မှာလည်းငါးထိုက်ငါးထိုက်သူကငါးနဲ့ခွန်နဲ့နှမျိုးတည်းနဲ့ထောက်ထားတယ်ဒီကနေ့ကဒီနေရာမှာတမျိုးပြန်ကစားမယ်အဲ့လိုမှမဟုတ်ရင်ဒီဘွယ်ပူးကိုပူးမယ် ဟာဒီနေရာမှာဘူးကိုဘူးမယ်လို့ကျွန်တော်တွေးထားတာเนาะအဲ့တော့မသုံးလုံးကိုနောက်သုံးခက်ကိုမသုံးလုံးအငိမ့်နဲ့မြန်ရိုက်သွားမလားဆိုတဲ့အတွေးနဲ့ပြောတာ